အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရာဇလံကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှလည်းစာရေးသူနန်းဟင်းပြင်ရေးသားထားတဲ့လှဲကျူထမ်းမဲ့လူဆိုတဲ့ဇလံကိုတင်ဆက်ပေးပါပါဇလမ်းမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တင်တိုင်းမှာသိရှိစေဖို့အတွက်လည်း notification လောင်းလေးကိုနှိပ်သွားကြပါအောင်ခင်ဗျာလှဲကျူထမ်းမဲ့လူအစအဆုံးဒီရက်ဒီတဲ့ ဒန်းလာရွာနဲ့ရွာနီးရှုပ်ဆက်ကအုပ်စုလိုက်ဖွဲ့တီးတိုတီးတိုနဲ့တဖန်ပိုးလုံနေကြတဲ့အကြောင်းကလည်းတော်တော်လေးကိုရေပန်းစားနေပြီငါဥတျောက်လှဲကျူထမ်းနေရတဲ့တော်ကြီးရိုးလွန်းတော့လေအဘော်ဗျာတက်တက်အတုံးချခံရတာပါဒါကယောက်ျားကြီးမိန်းမကြီးတွေစကားဝိုင်းလူငယ်တွေကတော့ငါဥပဲအားကြတယ်ဆိုပြီးတော့တက်ရောနေကြပြန်သည်မျက်လာလို့ကိုန်းနောင်ကိုင်းလှဲကျူတော့ငါလဲထမ်းကျင်ပါ အမေကိုကြောက်လို့သာပတ်စံမရှမ်းတာပြီမဲရွာထဲမှာတော့ကုန်းအောင်ကိုင်းမလို့မန္တလိုမချုစိတ်နဲ့ရွေးသူတွေကတမျိုးပြောနေကြပြန်ရောအလကားပါဤရုပ်ကလေးဘန်းပြပြီးတော့အမြင့်မန်းတာရှီချော်လက်ချော်ကြရင်ကာယာကြီးစဉ်းစားကြည့်ပါဦးမြို့မှာကြောင်းတက်နေတဲ့ဆန်ဆက်တထေးတာပဲမြို့မှာအချောအလာတွေမှာတပုံကြီးဟိုကရှီတော်တင်ယုံကိုတာယာနေတာအမလီ ဟိုဘက်ကအတိအမှတ်မပြုတ်လို့ဒီအတိအမှတ်ပြုတ်ကြည့်ဇီးသီးတယ်ဂျိုင်းမာဟာအရှုံးပေးရလိမ့်မယ်ရွာထဲမှာပါပါကဖုံးရင်းကြောင်းပါမကြံငါဦးအကြောင်းကရေပန်းစားနေတော့ကက်ပီယာကိုအုံးကနားကြပင်ကတ်လာတော့အော်ထုတ်ပါလေရောအော်ခမည်းတော်ကလည်းဗျာမစားရဝါခမန်းမင်းနော် ပြောလို့လေမဝနိုင်ကြသေးပါလားအကောင်းဘက်ကတွေးကြည့်စမ်းပါညက်လာလေးကလည်းမလွဲတာလို့ဖြစ်ရတာထင်ပါတယ်ငါဦးလို့တကောင်ကျော့က မျက်လာလိုအတိုင်းဝိုင်းနဲ့ရောက်သွားတာပို့ပြီးတော့ကောင်းမသွားဘူးလားမျက်လာမိပါတွေကလည်းလူယိုလူဖြောင့်နေပါမုဒီတာလေးပွားကြစမ်းပါဗျာအမလီကြီးကျယ်လို့သူ့ထန်းခိုင်းတော့မှလက်ခံမဲ့ပုံပဲအေးစင်ရဲ့မိကရွေကအပြောကိုမကြားတဲ့အောင်ပြူရင်းကနေပြင်ကြသားပါပါနှင်လိုက်ပါတော့တယ်ကဲကဲကဲကောင်းငင်ပေါ်လေမော့ကြည့်လိုက်ကြပါဦးမဲမောင်းနေပြီအိုးရွာတော့မင်းเจ้าကငှားစီယာထီလဲမရှိဘူး ငါလဲเจ้าကထီးဆိုရင်လေးလေးစားစားလေးပြန်ပို့တာမဟုတ်ဘူးဒီကြီးစူးကြီးအေးစိန်ကမကြားတစားဆဲတယ်เจ้าကံဖျားမလို့မဆဲကျင်လဲမရတော်တော်ကိုလူပါဝါတာစကားပြောဖုံကကပိယဖြစ်နေလို့သားပဲကောဘကအစ်စ်ဆိုရင်ဘလောက်များမန်တက်နေလိုက်မလဲမသိဒေါကန်ကန်နဲ့ခြေကထပြန်သူနောက်ကိုကမန်းကန်လိုက်ရတယ်ဒီမှာမဲမင်းကြီးမတို့ခမည်းတော်မလဲနော်ဟင်းတုတ်တော်မှာမေ့ကြံနေတယ်လို့ သူများအကြောင်းပြောနေရရင်ကို့အကြောင်းကိုမေ့တယ်။အေးဘူမာကဟင်းတုတ်ကိုလှဲ့၍ယူတယ်။ကိုအုံးရဲ့မချိုမချင်မျက်နှာကိုမျက်နှာထားတင်းတင်းနဲ့ကြည့်ပြီးတော့မျက်စောင်းထုတ်ပြလိုက်တယ်။အေးစိန်လူတော့မစဲတော့ပါဘူး။အိမ်ရောက်မှလှဲ့ပြန်ယူလို့လည်းမကောင်းလက်ထဲကအလူလက်ကြံဝတ်သားဟင်းကိုကြည့်ပြီးတော့အိမ်ရောက်ရင်ဘူတီလေးနဲ့ရောချက်ဖို့တွေးနေတယ်။ကောင်းကင်ကမဲတက်တက်ကိုမဲလာပြီးတော့မိုးချိန်တံများကလည်းတကြိမ်ကြိမ်ရဲ့ ငအူလှဲကျိုးထက်နေဇလန်းဒီလေတခန့်ရပါလေရောမမျက်လားဒီမှာဘဘကြီးတို့ကလက်ဖွဲ့ပေးလိုက်တယ်လက်ဖွဲ့မဟုတ်ပါဘူးယော်ကြီးပါအဲ့လိုအလော30နဲ့မျက်လာအော်ရည်ပြောလိုက်ရှင်နေမျက်လာကို ခွစ်လို့ပါငအူရဲ့ငအူပေါ်မျက်လာမတရားဘူးမျက်လာမှာမဟုတ်ဘူးမျက်လာကယုံပြီးပုံအပ်ခဲ့တဲ့လူယုံမှာမိသားစုလည်းမတရားဘူးနင်းလူအယိုးခံကြီးအပေါ်ငါတို့အားလုံးမတရားဘူး နေကိုအားနာလိုက်တာနေဟာလူယုံမှာမိသားစုရဲ့အတုံးချခံတယောက်ရိုင်းရိုင်းပြောရရင်နေကိုကျွန်းလို့ခိုင်းပြီးတော့ထမင်းကျွေးထားယုံနဲ့ကျေးဇူးတွေဆက်မကုန်ဘူးလို့နင်းထင်နေတယ်မဟုတ်လားအေးလေနေမှာစာကလေးရလဲရေးတက်ဖတ်တက်ယုံစာအုပ်တွေဖတ်ပြီးလေ့လာဖို့ကလည်းအချိန်မရအတိညာငါလေခလေးတာတာဒါမဲ့နင်းကလေးစားတယ်အားလေအားနာတယ်ငါဦးရဲ့တစ်ဖက်ကလူတွေက နင့်အတွက်ငါ့ကိုတောင်းပြီးတော့မင်္ဂလာဆောင်ပေးလိုက်တယ်။လက်ဖွဲ့တွေလည်းပေးတယ်ဆိုပြီးတော့နင်ဟာကျေးဇူးတင်မဆုံးဖြစ်နေလိုက်တာ။မမျက်လား။ဟမ်။ရှင်းလို့မထူးမိတဲ့ကိုကူကိုစိတ်ထဲကအပြစ်တင်နေမိတယ်။မမျက်လားပင်ပန်းသွားပြီထင်တယ်။အကျွန်တော်နှိပ်ပေးရမလား။အိုးမဟုတ်တာမနှိပ်ပါနဲ့ရပါလေမပင်ပန်းပါဘူး။ဟိုလေတကယ်တော့မျက်လားဟာနှုတ်ကျိုးနေလို့သာမျက်လားငေးမေထင်တယ်။ ငါဦးဆိုတဲ့အခေါ်ကလေမယားဆိုတဲ့အမြင်မှာရိုင်းနေတယ်လို့ခံစားရတယ်။ကျွန်တော်လေတကယ်တော့ကျွန်တော်အသက်လည်းမသိဘူး။အဖေအမေတွေလည်းမသိဘူး။တည်သွားတဲ့အမေကလည်းအမေအရင်မဟုတ်ဘူးတဲ့။ဘာပဲဖြစ်ဖြစ်မြက်လာတို့ကလက်ထက်ထားကြတဲ့ဇနီးမောင်နှံလေးလေ။ကိုဦးလိုပဲပြင်ပြီးတော့ခေါ်မယ်နော်။ဇနီးမောင်နှံကိုဦး။တန်ယောင်လိုက်ရင် ပြုံးနေတယ်မျက်နှာ။တကယ်တော့ကိုဦးရုပ်ကအစိုးကြီးလည်းမဟုတ်ပါဘူး။တတက်ရရမပြင်းတတ်လို့သား။ ထူပိမ့်ပိမ့်နှခမ်းကတော့ကြည်ရစိုးသလိုပါမိန်းကလေးတယောက်လိုလှစရာမလိုတော့လဲအပြစ်လိုမမြင်ပါအတွင်းစီဖြူတာလည်းမှန်ပါတယ်ဘာပဲဖြစ်ဖြစ်မျက်လာတော့ရေဆက်ဆုံးလို့ ပေါင်းဖက်လာရမှာတော့လင်းဟာတခင်ပါပဲကိုဦးဗျာနောက်သုံးလဆိုရင်ဟိုးအိမ်ကိုအလုတ်သွားမစင်းနေတော့နော်အင်းဘာဘာတို့အိမ်လားဟုတ်တယ်ဘာလို့လဲမမျက်လာမွေးတော့မလားကဲကြည့်ဒါကြောင့်ဟိုလိုလေချင့်ကိုတနာတာပေါ့ တကယ်တော့လေနောက်3လဆိုရင်မျက်လာကိုဝင်က9လလက်ထက်ထားတာဟာတက်လာကြော်ပြီနောက်3လမှာမွေးတော်မလားဆိုတဲ့မိကွန်းကိုမေးလိုက်တဲ့မျက်နာအသက်အမှုအရာရိုးစင်းလိုက်တာကိုဦးရဲ့မဟုတ်ပါဘူးလက်ထတာပဲဘာကြသေးလို့လဲမတိမတာသွေးတူစမ်းကြည့်တယ်ဘယ်အချိန်မွေးမိပါမမျက်လာကပိုက်ကြီးနဲ့ပင်ပန်းနေမြ мян မွေးပြီးရောပြီးတာပဲဖရားကြီး ရိုးရုံနဲ့မက ရှင့်ဟာလဲကြက်မှာပြေးသေးရလားမမျက်လားနေကောင်းအောင်နေနော်မမျက်လားနေကောင်းပါကျွန်တော်ကပြောသလိုပဲဗျာမျက်လားဟာနေကောင်းပါလေအိမ်မှာနေနေတာပဲကိုဦးသာဆန်ဆက်မှာတအားပင်ပန်းတာလေပင်ပန်းပါစီမမျက်လားနေရတာဟုတ်ကျွန်တော်ကတအားပြောတာလေဘာဘာတို့လဲကျေးဇူးတင်နေလက်ဖက်ရတဲ့ငွေတွေရလဲနေတာမဟုတ်ဘူးအဲ့လောက်ထိရိုးစင်းလုံးတော့လေဘာပြောရမှန်းမသိတော့ဘူးလေနေနေငြိမ်သွားပြီ ပဒင်းကားကိုဖွင့်လိုက်မယ်စပယ်ဒီတအားပွင့်တော့မှုင်းနေတာပဲကျွန်တော်ရေလောင်းထားတာလीအမေဒီလိုတော့လေတွေးတက်သားပဲခဏနော်မျက်လာကပဒင်းတကားနာကိုတွားရက်တော့မှ ကိုဦးကစပယ်ပန်းတွေခူးနေတာကိုတွေ့လိုက်ရတယ်စပယ်ပန်းရက်နဲ့နေကလေနုအေးအေးလေးနဲ့အတူနှာဝကိုကလူဤသူမြူဤသူရော့မမျက်လာပန်းလိုက်ရီတော့ရီကျင်သားလူရိုးကြီးရဲ့ကြပြာဆန်ဒီပုံကိုလေကိုဦးမျက်လာပြောတာကိုဖြေအောင်လी ဗျာဘာလဲမမြက်လာရဲ့ဟိုအိမ်ကိုမသွားတော့နဲ့လို့ဘာဘာတို့ဟာအခုအလကားမခိုင်းတော့ဘူးမမြက်လာရဲ့ပတ်စံပေးတယ်။ဩခုတ်ရတကြားရှရတလွဲပါလားမြက်လာစကားကိုနားထောင်ပါကိုဦးမြက်လာတို့အိမ်ဆိုင်ကြီးဖွင့်ကြမယ်လေခလေးရရင်မြက်လာလည်းအလုတ်မလုတ်တော့ဘူးမြက်လာဘဝပြတ်ခဲ့တဲ့ဆန်ဆက်ကြီးကိုရှေးဦးမလှည့်ကျင်တော့ပါဘူးရင်ထဲကလည်းတစစ်စစ်နားလာတယ်မမြက်လာတဘောပါမသွားနဲ့ဆိုလေမသွားဘူးလေဩ ကျွန်တော်မိနေတာဒီလကုန်ရင်ကိုကိုလေးမင်္ဂလာဆောင်တော့မယ်တဲ့မန္တလေးမြို့ပေါ်ဟာပွဲယုံပိုင်ချင်းတမီးနေဩဒီလောက်ပါပဲဒီတတင်းကမထူးဆန်းဘူးလေဒီယုံမြင်လို့ဒီရှုံထွင်ခဲ့တဲ့သူတွေပဲလေအမတ်တမဲရက်လာရဲ့လက်ကဘိုက်ကိုယောက်သွားတယ်တာမန်တမီးမန်မသိသေးပေမဲ့လေအဖေရုပ်ရဲ့သွေးမို့လို့ခလေးအထွတ်ရင်နာမိတာတော့အမှန်ပါအဲ့ဒီမင်္ဂလာဆောင်ကြရင်ကျွန်တော်တော့ကူပေးရအောင်မေဒီလောက်ဖြူစင်သူကို နွားနဲ့နှိုင်းရကြသူတွေတကယ်တော့ကိုဟူးကနွားမဟုတ်ဘူးစိတ်တရေးရာဖြူစင်ပြီးတော့ကြီးကျယ်မြင့်မြတ်တဲ့မဟာလူသားတစ်ယောက်ပါဆန်းဆက်တထေးသားမင်္ဂလာမို့လို့တရွာလုံးကျွတ်နီးပါးလောက်စီကားတိုက်မြိုက်ပါတယ်ပွဲကူးသူတွေရောပွဲတက်သူတွေပါသူတို့သားမျက်နှာကိုကြည့်လိုက်ငါဦးရဲ့မျက်နှာကိုအကဲခတ်လိုက်နေပါငါဦးငါဦးအိမ်မှာမျက်လာလျှော်လဲလို့တဲ့ပြန်ပြန်မြန်မြန်ပြန်ဟအရေးကြီးတဲ့မျက်လာတို့ခေါင်းရင်အိမ်ကဦးလေးမောင်ကပြောတော့ ငအူးကမန်းကရန်ပြေးထွက်သွားတယ်။မျက်လှလျှော်လဲလို့တဲ့တော်ရီကိုဝင်သာပြက်ကြလို့ကတော့တီတို့တန်တွေကလည်းပွားထက်လာတယ်။တတို့သားကမကြားချင်အောင်ပြုတ်နေတယ်။တော်တော်လူမဆန်တဲ့လူတစ်ယောက်ပါ။ဒီဇက်လန်းတော့ဘလို့လာမလဲမသိဘူးနော်။ဒီပုံတိုင်းဆိုရင်တော့ဒူးတလူအတလူငအူးတော့အအန်းခံရတော့မှကြည်ထား။အားလုံးဟာမင်္ဂလာမန်းတော်တင်းကတတို့သားတတို့သမီးငအူးနဲ့မျက်လာတို့ကိုပို့ပြီးတော့စိတ်ဝင်စားနေကြတယ်။ အီးမမျက်လားအိတ်ခန်းထဲမှာငါဥရဲ့မျိုးစေးုံတက်ရမယ်ထင်နေတတိတော်မလစ်ပေမဲ့လေဝေဒနာပြင်းနေဖျားဖျားငါသမီးကံကောင်းပါစီနဲ့မြန်ငါကောင်းနေစောင့်ချောက်ပါစီဖျားမျက်လာမိကတော့မိခင်တယောက်ပြီးပြီးအစိုးရလွန်ပြီးတော့ဖျားစုတောင်းနဲ့တိုင်တယ်နဲ့ရောက်ရက်ခန့်နေတယ်မမျက်လားကျွန်တော်လာပြီနော်အားမငယ်နဲ့မမျက်လားဘာမှမဖြစ်စေရဘူးကျွန်တော်မမျက်လားကိုမျိုးစေးုံရောက်ပို့ပေးမယ်အော် အံ့ဩစရာကောင်းလောက်အောင်ငါဦးကနှုတ်တည်းလဲတွက်နေတယ်။မျက်လာလက်ကလေးကိုလှုပ်ကမ်းပြီးအားပေးပြီးတော့တဟုန်တို့ပြေးထွက်သွားတယ်။ဝေဒနာအပြင်းထန်ကြားကမျက်လာမျက်လုံးမဖွင့်နိုင်။ခါအောက်ပိုင်းတစ်ခုလုံးသွေးတွေဟာလည်းမြင်မကောင်းအောင်ဆူရွှဲနေတယ်။ရွာထဲကကိုဘအောင်ရဲ့လိုက်ထွက်ကားကိုငှားပြီးတော့မြို့စည်းဦးကိုပို့ဖို့အတွက်အပြေးလွှားပြင်ဆင်နေတယ်။မျက်လာ operation ခန်းထဲကနေထွက်မလာမရှင်းငါဦးစိတ်တီးကစောက်တီးရမရအဖော်လိုက်ပေးတဲ့အိန်းသားကဝိုင်းစိန်မှနေမိတုတ်ကတော့ ီတခါတော့ငအူးကိုကြည်ပြီးအံ့ဩနေတယ်။ငအူးကိုဒူးတူတူတယောက်လိုမြင်ရောင်ကြတာကိုနောင်တရချင်းပြီးလာတယ်။တကယ်တော့ငအူးရင်ဘတ်ထဲကချင်တန်တဲ့မြစ်တာတရားအင်အားကိုမမြင်မိခဲ့ကြတာပါ။လှဲကြူထန်းနေနွားလိုအပေါ်ရင်မြင်နေနဲ့အရင်အဆိုင်တမုတ်ခဲ့ကြတယ်။ဆီယာမလေးတယောက်ထွက်လာပြီးပြောတော့အားလုံးကရင်ထဲကအပူတွေယော့ပါသွားကြတယ်။မမျက်လာအချိန်ကြီးကောင်းပါတယ်နော်။တီးတန့်ခံကိုပြောင်းလို့ရပါပြီ။ဖျားဖျားတော်ပါသေးရဲ့ အသမီးလေးမမြက်လားမမြက်လားဘာမှမဖြစ်ပါနဲ့ဗျာကျွန်တော်မမြက်လားအနားမှာနေရတာကိုပျော်လို့ပါဆေးရုံကဆင်းနေရက်မှာမိုးရိပ်တွေဆင်းနေတယ်ဒါပေမဲ့လည်းအိမ်ရောက်တဲ့အချိန်မှာတော့မိုးကအရွာအိမ်နီးနာချင်းရွာသားတချို့ကလည်းကွက်ကြီးကွက်ကြီးနဲ့လှုပ်နေတယ်ကိုဝင်ပြက်ကြသွားပြီဆိုတာတေးကြတော့ငါဦးကိုဖျားပြီးညမ်းဖြတ်တယ်လို့မျိုးဖယ်ထုတ်ကြတော့မယ်ထင်နေကြတယ်ညနေစောင်းချိန်မှာမိုးကပို့ပြီးတော့မဲလာတော့ မိုးချုပ်တာမြန်တာထင်နေရတယ်ငါဦးကပတင်းပေါက်တကားကိုပိတ်လိုက်တယ်မမြက်လားဘိုက်မနာတော့မဟုတ်လားတက်တာပါပြီကိုဦးရဲ့ကိုဟူဗျာငါဦးမျက်နှာကိုကြည့်ပြီးမျက်လာကတစုံတစ်ခုကိုဆုံးဖြတ်ချက်ချလိုက်တယ်မျက်လာပြောတာတေချာလေးနားထောင်ပြီးပါနော်မျက်လာလေးကိုဦးအပေါ်မှာမတရားလုံမိခဲ့တဲ့အတွက်ကိုကိုကိုလိပ်ပြမလုံဘူးအဲ့ဒီအတွက်လေကိုဦးကိုအားနာနေတယ်ငါဦးကဘာမှမပြောဘဲနဲ့မျက်လာရဲ့မျက်နှာလေးကို ငေးကြောင်ကြောင်နဲ့ကြည်နေတယ်။မျက်လာလေးကိုဝင်ပြက်ကြတဲ့နေကသာမျက်လာတည်သွားခဲ့ရင်တမလွန်မှာမကြွပင်တဲ့စိတ်ဆင်းရဲနေရမှာ။အခုတော့လေမျက်လာဝန်ခံပါမယ်။မျက်လာလိပ်ပြာတန့်ကျင်လို့ပါနော်။မျက်လာပြောသမျှအားနားထောင်နေတဲ့ငှဦးကငြိမ့်နေတယ်။တကယ်တော့လေမျက်လာပြက်သွားတဲ့ကိုဝင်ဟာကိုဦးနဲ့ရတာမဟုတ်ပါဘူး။ဆန်ဆက်ကဘာဘာရဲ့သားကိုကိုလေးနဲ့ရတာပါ။ပြောပြီးတာနဲ့ငှဦးမျက်နှာကို မရေတရေကြည်ပြီးတော့အကဲခက်လိုက်တယ်ကျွန်တော်သိရလေဟမ်အံအော်မှုကြောင့်မျက်လာမျက်လုံးတွေဝိုင်းဝိုင်းကိုလေလာပြီငါဦးကိုလူထူးဆန်းတယောက်လိုကြည်နေမိတယ်အခုကိုဝင်ပြက်ကျသွားပြီဆိုပေမဲ့ကျွန်တော်ကိုမှတ်နေလိုက်ပါနဲ့နော် ကျွန်တော်မျက်လာအနားမှာနေရတာပျော်တယ်ရှင်ဟာလေတကယ်တော့အများအမြင်ကဒူးတယ်လို့ထင်မိမဲ့ရှင်ကမဒူပါဘူးကိုဦးရဲ့ရှင်ရင်ထဲမှာမြစ်တာတွေအကျဉ်းတာတွေ ခံစားမှုတွေရှိတယ်။ဒါလူပီတာတာပဲလေ။လူချမ်းသာတာပညာတက်ဆိုတဲ့လူယုံမှာထက်ဆိုင်ပညာမဲ့တဲ့ရှင်ကမှလူပီတာတာပါ။လူတွေကပြောကြတယ်။ကျွန်တော်လေလဲကျိုးထန်းနေနွားတယ်။ကျွန်တော်မကြိုက်ဘူး။တောင်းပန်ပါတယ်ကိုဦးရဲ့။ဟာမမျက်လားဘာလို့တောင်းပန်ရတာလဲ။အဲ့လိုတမုတ်ကြတာမျက်လာကြောင်လေ။ကိုဦးပြောခံရတာမျက်လာကြောင်ပါ။မဟုတ်ဘူး။ ျွန်တော်ကနွားဖြည့်ရလေရတယ်မမျက်လာကိုလဲကျူးလို့ပြောတာကိုမကြိုက်တာဖះဟေးကိုဦးရဲ့မျက်လာအပေါ်မှာအဲ့လောက်ထိတံပိုးထားရသလားဒါဆိုရှင်တမောက်ကိုအစကလေးကချစ်နေခဲ့တာပေါ့ကိုဦးဗျာမျက်လာကိုချစ်လားဟင်ဗျာကျွန်တော်ကမမျက်လာကိုဟုတ်တယ်ကျွန်တော်ချစ်နေတာကြားပြီလေကြားလာပြီရောအော်တကယ်လူနော်မိန်းကလေးက ြန်မေးယူလာအောင်ရိုးသားရတယ်လားလူတွေကလေတထေးသားဖမ်းတာလူလုံးလူအရတဲ့အဲ့လိုလူလုံးလူအရင်ထဲမှာဖြူစင်တဲ့အရှိတီနားလေမှုတွေရှိနေတယ်ဆိုတာသူတို့မမြင်နိုင်ကြဘူးလေကိုဦးလိုသူတော်ကောင်းနဲ့တွေ့ဖို့အတွက် လူယုံပါကလမ်းဖေးပေးလိုက်ရတဲ့ကံတရားကိုကျေးဇူးတင်နေမိတယ်မျက်လာဟာအဲ့ရာကနေထရက်ပြီးတော့ငအူးရင်ဝင်ထဲကို တိုးဝင်လိုက်တယ်ရှစ်တယ်ကိုဦးရဲ့ ကိုဦးကိုမျက်လာတိတ်ကိုရှစ်မိသွားပါပြီ။ဗျာ။အပြင်ဘက်ကရွာချလိုက်တဲ့ဝယုံသုံးကားမိုးတန်တွေထက်ငတ်ဦးရင်ဘက်ထဲကအချစ်နှတိုးတန်တွေကပို့ပြီးတော့ပြင်းရီနေပါတယ်။အခုတင်းဆက်ပြီးခဲ့တဲ့ဇလန်းကတော့ဇာရီသူနန်းဟင်းပြင် ရေးသားထားတယ်။လဲကျူထမ်းမဲ့သူဆိုတဲ့ဇလန်းပဲဖြစ်ပါတယ်ခင်ဗျာ။နောက်နေမှာလဲကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဇလံကောင်းများစွာကိုနေ့စဉ်ဒီတိုင်းတင်ဆက်ပေးသွားအောင်ပါမို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ နားဆင်ပေးခဲ့သူတယောက်ရှင်းစီတိုင်းကိုကျွန်တော်ကကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။